ဒီကောက်နန်ရဲ့ block system မှာတော့ Germany နိုင်ငံဘာလီမြို့မှာရှိတဲ့သမိုင်းဝင်အထင်ကြီးနေရာတွေကိုခေါ်သွားပြီးမှာဖြစ်ပါတယ်ဟမ်အခုနန်ရောက်နေတဲ့နေရာကတော့ဒီ Brandenburg Gate ပါဆိုဒီဂိတ်အကြောင်းနဲ့ပတ်သက်ပြီးတမိုင်းဝင်အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့နန်းကအချို့တော့အချက်တွေပဲပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ Brandenburg Gate အကြောင်းကိုအနည်းငယ်ပြောရမယ်ဆိုလို့ရှိရင် အရင်ကအရှိဘာလင်နဲ့အနောက်ဘာလင်ဆိုရက်ဒီခွဲထားတဲ့ gate ပေါ့နော်ဆိုတော့ဒီအရှိဘာလင်နဲ့အနောက်ဘာလင်ကြောင်းပြောရမယ်ဆိုလို့ရှိရင်လည်းအရှိကြီးပဲပေါ့ဆိုတော့ဒီသမိုင်းကြောင်းအရဆိုလို့ရှိရင်တော့အော်ဆိုလိုတာကဒီအရှိဘာလင်မှာနေတဲ့သူတွေကအရန်ဆင်းရဲပြီးတော့ဒီအနောက်ဘာလင်ကိုမသွောင်းအောင်ပိုင်းခြားထားတဲ့ gate ဖြစ်ပါတယ်ဆိုဒီကဲ့ရဲ့တက်တန်းကိုအနေငယ်ခန့်မှန်းပြီးတော့ပြောမယ်ဆိုလို့ရှင်တော့ကဲ့ရဲ့တက်တန်းက200တော့ကျော်ပြီပေါ့နော်ဒီကဲ့ရဲ့အမြင့်ပေရပြောမယ်ဆိုလို့ရှင်တော့ဒီ65ပေလောက်ရှိပါတယ် ဒီဂိမ်းနဲ့ပတ်သက်ပြီးတော့တခြားသောသမိုင်းဝင်အကြောင်းအရာတွေအများကြီးရှိပါတယ်။နပိုလီယန်ခေတ်အကြောင်းပဲပြောမလား။ဒီခိုးဝါသမိုင်းအကြောင်းလည်းပြောမလားဆိုတာပြောစရာအများကြီးရှိပါတယ်။ဒါပေမဲ့နေကတော့အများကြီးတော့မပြောတော့ပါဘူး။ဆိုတော့ဟိုဒီ Brandenburg Gate ကဟိုကိုရီငယ်တော့ဆိုလို့ရှိရင်ဒီ TV ဖန်သားပြင်ပုံမှာပဲမြင်ဘူးတယ်ပေါ့နော်။ဒါမဲ့လို့လည်းအခုဒီကိုယ့်ရဲ့အာပျက်စီးရှိမှာ ိုကြည့်လိုက်တဲ့အချိန်မှာဩဒါ brandable gate ပါလားဆိုတာအရန်ကိုစိတ်ဝင်စားစရာကောင်းနေပေါ့နော်ပြီးလို့ရှိရင်သူတို့တိဆောက်ထားတဲ့ဒီရဲ့ artics တွေတိဆောက်ထားတဲ့သူရဲ့ structure တွေလည်းအရန် heavy ဖြစ်တယ်ပြီးတော့ဒီအနီနာတဝိုက်မှာဆိုလို့ရှိရင်လည်းတမိုင်းဝင်အကြောင်းရတဲ့အများကြီးရှိပါတယ်အာသူရဲ့ hobe တစ်ဖက်မှာဆိုလို့ရှိရင်လည်းအာဒီ bank တွေပေါ့နော်ဒီသူတို့ရဲ့ bank တွေဟိုအကြီးပဲအဆောက်အဦတွေပြီးလို့ရှိရင်သူတို့ရဲ့ဒီ gate ရဲ့ minimum wait 10မိနစ်တမဟုတ်15မိနစ်လမ်းလျှောက်မယ်ဆိုလို့ရှိရင် hobe ချမ်းမှာကလေးကြောက်ဒီအာ parliament န်ပေါ့နော်ဒီပါလီမန်လွတ်တော်ခမ်းမဆိုတာအဲ့ဒီဘေးဒင်းကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်လေမဒီကအပြုတ်ပတ်ပြုတ်ပတ်ကအာမြုပ်ပတ်ကတော့အဲ့ဒီပြုတ်ပတ်ကအတောင်ဟာဒီဟာပြရတော့သူကသက်သက်ဝဲရတာ ော့မှာ36လောက်မှာအာတိုင်းဘက်ကလည်းအာနောက်တကူတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင့်နောက်တစ်ခုရမယ်ဆိုလို့ရှိရင်တော့ Holocaust Memorial ဖြစ်ပါတယ်။ Sorry တနည်းအားဖြင့် ဒုတိယကမ္ဘာစစ်မှာတပြတ်ခံခဲ့ရတဲ့ဂျူးလူမျိုးပေါင်း6တန်းကျော်အတွက်ဒီ memory အနေနဲ့မြို့လယ်ကောင်မှာတည်ဆောက်ထားတဲ့ Holocaust memory ဖြစ်ပါတယ်။ဒါတန်မဟုတ်လား။ဒါတန် ဒီနေရာကလည်းဒီ Brandenburg ကရဲ့အကရဲ့မှာပဲတရှိပါတယ်။ဆိုဒီ memory ဟာဆိုလို့ရှိရင် complete တုံးပေါင်း1931ခုတရှိပြီးတော့မတူညီတဲ့အမြင့်ပေများနဲ့တိစောက်ကြပါတယ်။ဆိုစမတရားတလောက်ဆိုလို့ရှိရင်အာဒီ memory ကိုပေါ့နော်တိစောက်ပြီးစီးဖို့အတွက်အာ6နှစ်နေပါလောက်အချိန်ကြာခဲ့တယ်လို့ကျွန်မသိရတယ်။ ။ Saudi Memorial ရဲ့အောက်ဘက်မှာဆိုလို့ရှိရင် Underground Information Center ဆိုတာရှိပါတယ်။ So အဲ့ဒီ underground information center ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ဟိုသွားလို့ရတယ်ဒါ free ပဲပေါ့နော် ticket တွေပါလေပတ်စံတွေဝင်ကြေးတွေပေးစရာမလိုပါဘူးဒါပေမဲ့အဲ့နေရာသွားဖို့အတွက်ကစီ security check တွေတော့ဖျက်ရတာတွေရှိတယ်ပြီးလို့ရှိရင်အဲ့နေရာရောက်တာ ਨੇ ကျမတို့ဒီတပ်ပုံတွေ video တွေရိုက်ခွင့်မပြုပါဘူး အဲဘာဖြစ်ဆိုတချို့တော့ဒီသမိုင်းကြောင်းအရာတွေတချို့ဒီ sensitive information တွေအဲအများကြီးပါတယ်ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်ဆိုတော့အဲ့နေရာရောက်ပြီဆိုလို့ရှိရင်ဒီမှာအဓိကဘာတွေ့ရမှာလဲဆိုတော့အဲတို့ရဲ့ဒီသမိုင်းကြောင်းအရင်တော့ဖြစ်တဲ့အကြောင်းအရာတွေကိုသူတို့ကပြန်ပြီးတော့ပြတ်တာခင်းကျင်းထားတဲ့အရာတွေတွေ့မယ်ပြီးလို့ရှိရင်ဒီသမိုင်းကြောင်းမှာဖြစ်ဖြစ်ခဲ့တဲ့အကြောင်းတွေပေါ့နော်အဓိကဒီကျူးလူမျိုးများကိုဒီတုတ်တင်ရှင်းလင်းခဲ့တဲ့ အမှတ်တမ်းအကြောင်းတွေကိုကျွန်မအဓိကမြင်တွေ့ရမှာပါဆိုတော့အဲ့နေရာကတော့အကျဲကြီးပဲပေါ့เนาะဒီ 3D ပုံစံတွေရောဒီမျိုးပြတိုက်လို့ပုံစံတို့လောက်ထားတာရှိပါတယ်ဆိုတော့ကျွန်မတို့အဲ့နေရာရောက်ခဲ့တယ်ဒါပေမဲ့ဒီတက်ပုံတို့ဗီဒီယိုတို့မှတ်တမ်းတင်တဲ့နေရာမှာမခွင့်ပြုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မအဲ့ဒီနဲ့ပတ်သက်ပြီးတော့အမှတ်တမ်းတွေမတင်ခဲ့ရပါဘူး ဆိုတော့ကျမတို့ဒီဂျာမနီနိုင်ငံရောက်မယ်ဆိုလို့ရှိရင်တော့ဘာလင်မြို့ကိုမဖြစ်မနေလာဖို့ကျမတို့က recommend ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဘာလင်မြို့မှာဆိုလို့ရှိရင်ကျမမထင်မှတ်တဲ့ဒီတမိုင်းအကြောင်းအရာတွေကျမငငယ်တော့ကကပတမိုင်းမှာဟိုဖတ်ခဲ့တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒီနေ့ကျတော့ကျမကဒီအထင်ကရာ200နှစ်ခုပဲအာပြ90တဲ့ပေါ့နော်။နောက်နေရဲ့ block season ကတော့ဒီလောက်ပါပဲ။အောက်လို့စုံစမ်းစားစရာကောင်းမယ်လို့လည်းမျှော်လင့်ပါတယ်။